ီနေ့ဂျူလ9ရက်နေ့ပေါ့နော်2025မှာကမ္ဘာလုံးမရအဖွဲ့ချုပ်ဒီ ILO ရဲ့133ညမြောက်အစည်းအဝေးမှာစေအုပ်စုကိုအစဉ်တစိုက်အလို့သမားတွေရဲ့အခြေခံကိုရေးချိုးဖောက်မှုလူခွင့်ရေးချိုးဖောက်မှုပေါ်မှာမူတည်ပြီးတော့အရေးယူဖို့ဆိုတာကို ILO ကနေဆုံးဖြတ်ချက်ချလိုက်တယ်။အဲ့ဒါကလည်း ILO ရဲ့အခြေခံဥပဒေပုံမှန်33ရ Article 33ရအရေးယူဖို့ဆိုတာကို ချမှတ်လိုက်ပါတယ်လို့ကျွန်တော်အားလုံးကိုတင်ပြချင်ပါတယ်ခင်ဗျာကျွန်တော်တို့၄နှစ်ရှိပြီပါဗျာ2021ထဲကဒီသူတို့အာဏာသိမ်းလိုက်တယ်အာဏာသိမ်းလိုက်တာကဒီမိုကရေစီမရှိဘူးစစ်တပ်အုပ်ချုပ်ရေးဖြစ်တယ်ဒီမိုကရေစီမရှိရင်လူ့မခွင့်ရေးအမရရှိနိုင်ဘူးလူ့သွန်းတမက်ကတွေလွလွလပ်လပ်ဖွင့်လို့မရဘူးဒါကြောင့်မလို့ဒါကိုဆေးဆုလက်မခံပါနဲ့ဆိုပြီးတော့ကျွန်တော်တို့က2021ဇန်နဝါရီဂျူနမှာ ဘောတော့ကန့်ကွက်ခဲ့တယ်အဲ့ဒါကလည်းအောင်မြင်ခဲ့ပါတယ်နောက်တစ်ခါ2020နှစ်မှာတော့ကျွန်တော်တို့ချိုးပေါမှုတွေပုံများလာတယ်အခြေခံအချက်တွေချိုးပေါမှုတွေပုံများလာတယ်မလိုက်နာဘူးပေါ့နော်မလိုက်နာဘူးဆိုတဲ့ဟာကိုပြောတဲ့ခါကျတော့ကျွန်တော်တို့ဒီစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့ပါတယ်နော် ILO ကစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့တယ်ဒီကော်မရှင်ကိုစေုပ်စွာလက်မခံဘူးနော်လိုက်လဲမလိုက်နာဘူးမလိုက်နာဘူးပြောတယ်အဲ့ဒီထက်မှာ သူတို့ကဆက်ပြီးတော့လုပ်တော့ဗောနော်ဆက်ပြီးလုပ်တဲ့အခါမှာအဲ့တော့စုံစမ်းစစ်ဆေးကော်မရှင်က2023 August မှာသူ့ရဲ့အစီရင်ခံစာထွက်ပါတယ်သူ့ရဲ့အစီရင်ခံစာထဲမှာတော့ဟုတ်တယ်ဆေးဥစုက ချိုးဖောက်နေတာများတယ်အဲဒါကြောင့်မလို့ဗောနော်အချက်ဆက်တဲ့ချက်ကိုအလိုက်နာဖို့လိုတယ်ပေါ့နော်ဥမာလူ့သမားသမဂ္ဂအကောင်းဆောင်တွေပြန်လှုပ်ပေးဖို့လူ့သမားသမဂ္ဂတွေဖွဲ့ရအောင်ကိုတားဆီးလို့မရဘူးမတားဆီးသင့်ဘူးနောက်တစ်ခါလို့ရှင်ဖွဲ့စည်းတွေလည်းလွတ်လွတ်လပ်လပ်ဖွဲ့ဖို့တင်တဲ့ဒါတို့လည်းတားဆီးလို့မရအောင်ဆွေးနွေးအောင် အဲ့တော့အဲ commission of inquiry report ထွက်တယ်အဲ့တော့အဲ့ဒီ report ကိုလည်းသူတို့ကခင်းဆိုင်ငါဘောမြန်မာလင်းထဲမှာလည်းရေးတာပဲဘာဖြစ်တယ်ညာဖြစ်တယ်ရေးတယ်ဒါပေမဲ့သူတို့ရေးတဲ့စာ ILO ရေးတဲ့စာကမလုတ်ပါနဲ့ကျွန်တော်တို့ကအချိန်လိုသေးလို့ပါတိုင်းပြည်အခက်ခဲပဲဆိုတော့ဒီဒီလူတွေကမျက်နှာနှမျိုးပြဟိုပြည်သူရှေ့မှာကြောက်ငူအောင်ငူအောင်နဲ့နိုင်ငံတကာကူးမဆိုင်ဘူးပါဘူးနော် ILO ကြတော့ဟဲ့နဲ့ဟိုကလုတ်ပြပါတရားလုတ်ပြပါကျွန်တော်တို့အချိန်ပြသေးလို့ပြောတယ် ဒါပေမဲ့အားရလောလည်းအယူမဟုတ်ဘူးလေ။ဘာလို့လဲဆိုတော့အရင်တော့တက်ခိ2000လောက်လည်းဒီကိစ္စကိုကြုံခဲ့ဘူးလေ။နော်တက်ခိ1996ကနေ2000တိကဒီဘိုခင်ညတို့လက်ထက်မှာလည်းအဲ့ဒီလိုပဲဒီကော်မရှင်တော်ဘင်ကွိုင်းနဲ့လှုပ်လို့ရတယ်။လှုပ်ပြီးတော့သူတို့မျိုးစုံလိန်နဲ့ဟိုရွှေ့ဒီရွှေ့လှုပ်တယ်။နောက်ဆုံးများတော့မှ Article 33ကိုတက်ခိ2000မှာချခဲ့တယ်။အခုလည်းအဲ့ဒီလိုပါပဲ။အဲ့တော့2024မှာကြာတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့က ဆက်ပြီးတော့ဟိုတောင်းဆိုတဲ့အတွက်ကြောင့်အားရလုံးမှာဝိုင်းပြီးဆုံးဖြတ်တယ်သုံးမဆိုင်ဆုံးဖြတ်တယ်အာဘာလဲဆိုတော့ဆေးဥစုကအာဒီက32ရအေးယူဖို့ဆိုတော့အဆိုကိုစဉ်းစားမယ်ဆိုတော့ပထမတစ်ဆင့်ဖြစ်တယ်နောက်ထပ်တစ်ခါကြာတော့ဒီနိုဘမ2024မှာတော့ဒီအခုလာမယ်2000အခုရှိတယ်ပေါ့နော်2025အကဘာလိုမျိုးရဖွဲ့ညီလာခံမှာတော့ဆွေးနွေးဖို့အတွက်ကိုစာချမ်းကိုရေးလိုက်ပါတယ် ဲ့တော့အဲ့ဒီစာချမ်းကဒီနေ့အတည်ပြုလိုက်တဲ့စာချမ်းက2024 November တဲကရေးထားတဲ့စာချမ်းဖြစ်တယ်အဲ့ဒါကို2024 March မှာတခါထပ်ပြီးတော့ဖတ်ပါတယ်ဖတ်ပြီးတော့အလုံးကအပြင်းစင်မှုမရှိဘူးစာလုံးအပြောင်းလဲမရှိဘူးဆိုတာနဲ့ပြီးတော့ဒါကိုလက်ခံလာတယ်အဲ့တော့ဟိုဂျူလ၂ရက်နေ့ကထင်တယ်၂ရက်နေ့ကဒီ ကမ္ဘာလုံးမှာရအဖွဲ့ချုပ်ရဲ့ General Affairs Company ရှိတယ်။အဲ့ဒီ company ကအထွေထွေအထွေထွေ company ပေါ့နော်။ company မှာဆွေးနွေးတော့အားလုံးကဒါကိုသဘောထားကြတယ်။အဲအဲ့ဒီမှာတရုတ်၊ရုရှား၊ဘယ်လာရုစ်တို့ကကန့်ကွက်တယ်။မှတ်တမ်းတင်မှာလို့ပြောတယ်။အဲ့တော့ဒီနေ့ plenary ပေါ့နော်အားလုံးပါဝင်တဲ့စီဝေးကြီးမှာဆွေးနွေးကြတယ်။ဆွေးနွေးကြတဲ့အချိန်မှာတော့ဟိုအများအားသူဆေးဥစုထောက်ခံနေတဲ့ရုရှားရဲ့တရုတ်ရဲ့ ဘယ်လာရုရှားလွဲလို့ကြံတဲ့လူအားလုံးထောက်ခံတယ်အဲမှာတိုးလာတော့လာအိုစ်နိုင်ငံတနိုင်ငံတိုးလာတယ်เนาะအဲ့တော့ဒါကြောင့်မလို့ဒီနေ့မှာတော့ဆွန်ပြတ်ချက်ကိုအတည်ပြုလိုက်တယ်ဆိုတော့အတည်ပြုတယ်ဆိုတဲ့အခါကျတော့ဒီပြုတော့ဘာဖြစ်မှလဲပေါ့ဘာဖြစ်မှလဲဆိုတော့မနေ့ပြန်တော့ဘာမှမဖြစ်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့အလုံးလုံးရမယ်ဘာဆိုအဲ့ဒီစာထဲမှာရေးထားတာကအဓိကပါတဲ့အချက်ကပါအဓိကကြတဲ့အချက်ကပါလဲဆိုတော့ဖိုင်လိုရဲ့အဖွဲ့ဝင်တွေ အဲလိုရဲ့အဖွဲ့ဝင်ကမ္ဘာလုံးကရေးရအဖွဲ့ချုပ်အဖွဲ့ဝင်ဆိုတော့ဘာကိုပြောတာလဲဆိုတော့မလို့ရှင်ရောအလုသမားရောအစိုးရကိုပြောတာအဲလိုရဲ့ထူးခြားချက်ကဘာလဲဆိုတော့တခြားအဖွဲ့အစည်းတွေပေါ့နော်ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တို့ကမ္ဘာကြားမရေးအဖွဲ့တို့ဆိုရင်အစိုးရတွေပဲတက်ရတယ်အစီအွေအစိုးရတွေပဲအဖွဲ့အဖြစ်ရှိတယ်ကမ္ဘာလုံးကရေးရအဖွဲ့ချုပ်ကြတော့အလုသမားလည်းပြောပိုင်ခွင့်ရှိတယ်အလုရှင်လည်းပြောပိုင်ခွင့်ရှိတယ်ဆိုတော့ကျွန်တော်ဝိုင်းဆွေးနေတဲ့ပုံမှာ အားလုံးသဘောတူတာကတော့ဗာလဲဆိုတော့စစ်အုပ်စုနဲ့ဆက်ဆံရေးကိုအားလုံးသောအာရလိုရဲ့ဖွဲ့ဝင်တွေကပြန်လည်သုံးသပ်ဖို့ဆိုတာဟောရေးထားပါတယ်အဲ့တော့အဲ့ဒါကအဓိကပါလေပြန်လည်သုံးသပ်ဖို့ရေးထားရဆိုဘာကြောင့်လဲဆိုတော့အကေသူတို့နဲ့လုံနေတဲ့လူရှိလို့ရှိရင်ပေါ့နော်ဆေးဟုတ်စုသည်လူခွေရေးချိုးဖောက်နေတယ်လူမခွေရေးချိုးဖောက်နေအဲ့ဒီတမမင်းတို့ဒီလေကြံပါဖြစ်ဖြစ်သွားနိုင်တယ်ဆိုတော့အနေထားရှိတဲ့အတွက်ကြောင့်အများစုကပြန်လည်သုံးသပ်ပြီးတော့နောက်ဆုတ်သွားမှာပါ အဲ့တော့ article 33ဟာအလုံးစုံသောစီးပွားရေးပိတ်ဆို့မှုမဟုတ်ဘူးเนาะအဲ့ဒါကိုဟိုတစ်ဖက်ကဟိုအရန်နေပြောနေကြတယ်အာစီးပွားရေးပိတ်လိုက်လူတွေဒုက္ခရောက်မှာဘာညာညာပြောမဟုတ်ပါဘူးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုဒီစေအုပ်စုနဲ့ဆက်ဆံနေတဲ့လူတွေကိုပဲတည်တည်ချာချာပြန်ဆန်းစစ်ဖို့ကိုပြောတာဖြစ်တယ်အဲ့တော့တခုတော့ရှိတယ်ပေါ့ စီပွားရေးသမားကြီးတကယ်ပဲတခုတည်းတော့မဟုတ်တော့ဘူးအစိုးရတွေပါပါလာတယ်။တန်တမာရေးနဲ့ပတ်သက်လို့အခုအစစ်နှိမ်ထားတဲ့ကိစ္စတွေရှိတယ်။အဲ့တော့ဒါတဲ့အစစ်နှိမ်ဟိုမှာလားဆိုတဲ့ကိစ္စပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလည်းပြီးတော့ဆွေးနွေးရမှာပါ။ဒီမိုကရေစီဘက်တော်သားတွေကဆွေးနွေးရမှာပါ။ဒါပေမဲ့တခြားဆွေးနွေးထားတာနဲ့ဘာကွာတယ်လဲဆိုတော့ဒီနေ့ဆုံးဖြတ်ချက်ကအိုင်လိုကမ္ဘာလုံးကရေးအဖွဲ့ချုပ်ဆုံးဖြတ်ချက်ဖြစ်တယ်။ ကမ္ဘာလူ့ကမာရေးအဖွဲ့ချုပ်ဆိုတာကုလသမဂ္ဂအဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။เนาะဒါကြောင့်မလို့ကျွန်တော်တို့ဒီကုလသမဂ္ဂရဲ့အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုကချမှတ်တဲ့ဆုံးဖြတ်ချက်ဆိုတာကိုတော့ကျွန်တော်တို့ကကင်တွယ်ပြီးတော့လေလေမာမာဆွေးနွေးဖို့လိုပါမယ်ချိတ်ကပ်ဖို့လိုပါလိမ့်မယ်လို့ဆိုတော့အဲ့ဒီအလုပ်ကိုကျွန်တော်လုပ်မှာပါအဲ့တော့ချိုးဖောက်ခံရတဲ့လူတွေကသူတို့ချိုးဖောက်ခံရတဲ့တည်င်းကိုတော့အတိအကျပေးဖို့လိုတယ် အဲကျွန်တော်လည်းကျွန်တော်တို့အများနဲ့တည်င်းယူနေတာရှိပါတယ်တည်င်းနေကျွန်တော်တို့ဖွဲ့ဝင်နေမြေောက်ကန်ဒီတည်င်းလှမ်းပို့ပေးတာတွေရှိပါတယ်အဲဒီလူတွေအားလုံးရဲ့ပေါင်းမှုနဲ့လည်းအောင်မြင်တာဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့လုပ်တော့ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလုံးမဲ့လုပ်ကတော့ဒီဆုံးဖြတ်ချက်ချပြီးကျွန်တော်တို့အဖွဲ့တွေလူပြန်ဆောင်လို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာလုံးရဲ့အဖွဲ့ချက်ရဲ့မြန်မာပြည်ပေါ်မှာချမှတ်ထားတဲ့ဒီဥပဒေပုံမှန် 33ရက်ဟိုကျွန်တော်တို့ချမှတ်ထားချက်ကိုရေးယူတဲ့နေရာမှာသာ၎င်းเนาะပြီးကျွန်တော်ချိုးပေါက်မှုကိုသာ၎င်းတွေးတွေးအောင်ဆိုပြီးတော့ကျွန်တော်တို့ကဒီ monitor ဘော့เนาะစောင့်ကြည့်လေးလာရေးအာလုပ်ငန်း company လေးတခုတော့ဖွဲ့ပါမယ်အဲ3ဘွဲ့ဆိုင်မှာเนาะ tripartite အာ monitoring body ပေါ့နော်ကျွန်တော်အဲ့ဒါဖွဲ့ပါဖွဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ချိုးဖောက်မှုတွေကိုပို့ပြီးတော့ အာစစ်စစ်ဆက်ဆက်ပေါ့နော်အားလုံးနဲ့ပို့ပြီးတော့အလုပ်လုပ်သွားမယ်ပြီးတဲ့နောက်မှာကျွန်တော်ဦးနဲ့တင်ပြဆိုကျွန်တော်တို့က reporting ပေါ့နော်တင်းကိုကျွန်တော်တို့ပို့ပါမယ်သက်ဆိုင်ရာနိုင်ငံတွေသက်ဆိုင်ရာလုပ်ငန်းတွေကို လုပ်ငန်းကြီးတွေကိုပေါ့နော်ကျွန်တော်တို့အာဆက်ဆက်ပြီးတော့ကျွန်တော်တို့အရေးယူဖို့ဆိုတာကိုအရေးယူဖို့ဆိုရဲပြန်ဆုတ်ဖို့ပေါ့နော်ဆေးဥစုံနဲ့လုံးမလုပ်ဖို့ဆိုတာကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်အဲ့ဒါက အရေးယူမှုဆိုတာအဲ့ဒါကိုပြောတာပါဟုတ်ကဲ့ပါကျေးဇူးပါမှာတော့ကျွန်တော်တို့ NUG ရဲ့လူ့သမားဝန်ကြီးဌာနပါပါမယ်နောက်တစ်ခါအလို့ရှင်နေနေတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မဟာမိတ်တွေပေါ့နော်ဒီ Myanmar Employers Organization ဆိုတဲ့တစ်ဖွဲ့ရှိတယ်နောက်ထပ်တစ်ခါ Myanmar Employers Federation ဆိုတဲ့တစ်ဖွဲ့ရှိတယ်အလို့ရှင်နှစ်ဖွဲ့ရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ကတော့ Myanmar ဒီအလို့ကမဟိုလို့ကမတပ်ပေါင်းစုပေါ့နော် MLA Myanmar Labor Alliance ဆိုတာရှိပါတယ် အဲကျွန်တော်မြန်မာ Liberal Alliance ကတော့2019ကကိုဗစ်ကာလတည်းကကျွန်တော်တို့လုပ်ငန်းတူတူလုပ်ခဲ့တဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ကိုဗစ်ကာလတွေကနိုင်တရာမှာကျွန်တော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့ဒီအဖွဲ့တွေပါပါတယ်။တခြားသော CSO တွေ NGO တွေနဲ့လည်းအားလုံးကျွန်တော်အလုပ်လုပ်မှာပါ။နော်အလုပ်လည်းလုပ်ခဲ့ပါတယ်။တို့ရဲ့အကူအညီလည်းအများကြီးလိုပါတယ်။ကျွန်တော်တို့ဒီဘက်လည်းမတတ်နိုင်ပါဘူး။ အဲ့တော့ CS ဆိုတဲ့ NGO တွေအမျိုးမျိုးအဖွဲ့အစည်းတွေလူငယ်အဖွဲ့အစည်းတွေအားလုံးပေါ့နော်တော့ပေါင်းရင်ထိန်းသိမ်းအဖွဲ့အစည်းတွေအဲ့ဒါတွေအားလုံးတွေကျွန်တော်ပူးတွဲပြီးတော့အလုပ်လုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားထဲမှာဟို resolution အပိုက်နံပါတ် resolution ပေါ့နော် resolution ကအပိုက်နံပါတ်1အာကားငယ်မှာပေါ့ 2C မှာပေါ့ရေးထားပါတယ်ရေးထားတဲ့အထဲမှာတော့နံပါတ်1ချက်ကပါလဲဆိုတော့လောင်စာစီပါ jet launcher စီနဲ့ပတ်သက်ပြီးတော့ဟိုတုံတက်ဖို့ပေါ့နော်ဟိုသူကပိတ်ဆို့ဖို့လို့မရထားပါဘူးအာတုံတက်ဖို့လေ့လာဖို့လို့ရထားတယ်ကျွန်တော်တို့ကတုံတက်မယ်လေ့လာမယ်ပြီးတော့မှအာကျွန်တော်တို့ကဒီဟာကို sanction ချထားတဲ့နိုင်ငံတွေရှိပါတယ်အဲ့ဒီနိုင်ငံတွေကိုကျွန်တော်တို့ TV ကြကြသတင်းပို့လို့ပါတယ်နော်အခုကပိတ်ဖို့ပိတ်ဖို့လို့ပြောတယ်ဒါပေမဲ့ဘယ်ကနေလာပြီးမသူကသွင်းနေလဲဆိုတော့ဟာကိုကျွန်တော်တို့တေးချာချာတိတိကျကျကျွန်တော်တို့မြန်မာနိုင်ငံသားတွေတင်တာတိတ်မရှိပါဘူး အဲ့တော့အခုကျွန်တော်တို့ကတော့အာကြည့်ဖို့လိုပါတယ်ကြည့်နေပါတယ်အာဘယ်နေ့မှာဘယ်တင်မောဘယ်နိုင်ငံကနေဝင်ပါတယ်ဘယ်အချိန်မှာလာတယ်မြန်မာနိုင်ငံမှာဘယ်လောက်အချိန်နေတယ်ဘယ်အချိန်မှာထွက်သွားပါတယ်ဆိုတာဘယ်နိုင်ငံကနေပြီးတော့နောက်ဆုံးလူရေနဲ့တင်ပြီးလာတယ်ပြီးတော့ဘယ်နိုင်ငံကိုဆက်ထက်သွားတယ်ဆိုတာကိုကျွန်တော်တို့အာဒီဟိုကျွန်တော်တို့ဆင်းပြည့်စုံထားပါတယ်အဲ့တော့ဒီမှာဒါလူတွေဒီပြုံညင်းဖို့ရှိပါတယ်အဲ့ဒါရအားလုံးကဂျက်လိမ်လိမ်မြန်စီမဟုတ်ဘူးလို့ပြောမှာဟုတ်ပါတယ် ဒါပေမဲ့ဂျဲနေမြန်စီကသူ့ဘာသူလေမြန်နေကိုလမ်းလျှောက်ပြီးသွားတာမဟုတ်ခက်တာဒီဇယ်တင်နဲ့ဒီဇယ်နဲ့မောင်းတဲ့ကားတွေတင်ပြီးတော့မှပို့လာတာပါဂျဲလေမြန်စီတွေကဟိုဗမာပြည်မှာပဲထုတ်ထုတ်နိုင်ငံခြားပဲသူတွေလမ်းလျှောက်ပြီးတော့သွားတာမဟုတ်လေသူတို့ဒီစီကားစီတင်တဲ့ကားတွေနဲ့ပို့လာတာတော့စီတင်တဲ့ကားတွေကဒီဇယ်နဲ့သွားတာပါအဲဒီဇယ်ကလည်း dual use နှမျိုးသုံးဖြစ်နေပါတယ် အဲ့တော့ဝင်တဲ့လောင်စာမှာကျွန်တော်တို့ပြည်သူတွေရောင်းလဲဟုတ်တယ်မှန်ပါတယ်ကျွန်တော်ဒါကိုလည်းကျွန်တော်လက်ခံမှာပေါ့ဒါပေမဲ့ရောင်းတဲ့ဆိုင်တွေအလုံးဒီအများစုဒီလဲခရိုနီတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြန်သတိထားဖို့လိုပါတယ်ပို့ပါကိုလက်လက်ဆိုင်လေးတွေတိတိလေးတွေကနာလမထူနိုင်ပါဘူးเนาะဆိုင်ကြီးတွေရှိပါတယ်ဆိုင်ကြီးတွေကတကယ်ကြတော့ဟိုအများစုကဟိုဥရောပတို့အင်္ဂလန်တို့ကအမေရိကတို့ကနေပြီးဆိုင်ရှင်ထိတဲ့လူတွေပိုင်တဲ့ ဆိုင်ကြီးတွေဖြစ်တယ်ဆိုတာလည်းအလုံးသတိထားဖို့တော့လိုပါလိမ့်မယ်ဒါတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့ရှင်မှာလာတဲ့စီကတီလိုဟာစိတ်ကားမဲ့ဖြစ်ဖြစ်ပေါ့နော်ရန်ကုန်စိတ်ကားမဲ့ဖြစ်ဖြစ်တက်လာတဲ့စီကဟိုပြည်သူတုံးတာတစ်ခုလည်းမဟုတ်ပါဘူးလို့နော်ကကကြီးကိုသွားတဲ့စီရှိပါတယ်နောက်တစ်ခါဟိုတမတော်ရေဝင်သွားတဲ့စီရှိပါတယ်ဒါရီအောင်တော့လည်းစင်းနေစရာနဲ့ပါ နော်ဆင်းရဲဇာတ်နဲ့စီတယ်ရှင်အဲ့ဒါတွေအားလုံးလည်းကျွန်တော်တို့ကတင်ပြမှာပေါ့အပြည့်ပြဆိုင်ရအောင်မင်းတို့ပေးတဲ့စီတွေကကကကြီးကိုဘယ်လောက်သွားတယ်တမတော်ရေကိုဘယ်လောက်သွားတယ်ဆိုတော့ကျွန်တော်တို့ကတင်ပြမှာဘာလို့ဒါတွေအားလုံးဟိုဆင်းရဲဇာတ်နဲ့သွားတာလေနော်ဆင်းရဲဇာတ်နဲ့သွားတဲ့ဟာကိုကျွန်တော်တို့ကဆင်းရဲဇာတ်နဲ့ပဲယူပြီးတော့ပြည့်ပြဆိုင်အောင်ကျွန်တော်တင်ပြရမယ်တင်ပြပြီးတဲ့နောက်မှာရောင်းနဲ့ ပွဲစားတွေပေါ့နော်အဲ့ဒါတို့က brokers လို့ခေါ်တော့ပေါ့အင်္ဂလိပ်လိုကတော့အဲ့တော့အဲ့ဒီဟိုနောက်ပြီးတော့တို့ဟိုတို့ခေါ်တာတခုကျွန်တော်မေ့သွားတယ်ဗျအဲ့ဒါမေ့သွားတယ်အဲ့ဒီဟာကအဲ့ဒီလူတွေကိုတော့ကျွန်တော်ချင်းကမှာပေါ့နော်ရဲဘော်တို့မင်းတို့ရောင်းတဲ့စီကဒီလူဒီလူသွားနေတယ်မင်းတို့ဒီလူလူသွားတာကလူတတ်တဲ့လူတွေလက်ထက်ကိုသွားနေတယ်အဲ့တော့အဲ့ဒီလူတတ်တဲ့လူတွေကိုအားပေးနေမင်းတို့ရဖို့တဲ့နဲ့ဒီမှာလဲအားလုံးစားရှိတတ်တယ်မြို့ကျွန်တော်တို့ကချင်းကမှာဖြစ်တယ်ပေါ့နော် အဲတော့အဲ့ဒီဟာတွေလိုရမယ်နောက်တစ်ခါသူတို့နဲ့ပတ်သက်တဲ့တင်မောဆိုတဲ့ဟာကကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာတင်မောပဲဖြစ်ဖြစ်လိမ်မြန်ပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်အာမကမရှိရင်မသွားနိုင်ပါဘူးအဲတော့တင်မောတွေကိုသူတို့ချာတာငားတယ်ချာတာငားပြီးတဲ့နောက်မှာလူရာကပါတယ်အာမကလိုပါတယ်တင်မောနဲ့သွားရင်ဘယ်သူယောမလဲတင်မောဖန်းခိုင်းရင်ဘယ်သူယောမလဲဆိုတဲ့ကိစ္စတွေရှိတယ်ဒါကြောင့်မလို့ဒီအာမကလုံက ရေချောင်းအာမတ်က Maritime Insurance ကိုလည်းကျွန်တော်တို့ချင်းကပါပဲချင်းကမယ်ဆိုတော့ဟိုအဲ့ဒီလူတွေကအများစုကပေါ့နော်ရှိတာကတော့ London က Lloyds မှာရှိတယ်နောက်ထပ်တစ်ခါ Singapore မှာ Willis Faber တို့ပါတို့ရှိပါတယ်ဒီကုမ္ပဏီတွေကိုတော့ကျွန်တော်တို့လည်းအဲ့လိုပဲပြောရမှာပါသူတို့တခြားမှာအလုပ်လုပ်ရင်အများကြီးရပါတယ်ဗမာပြည်မှာအလုပ်လုပ်မှမဟုတ်ပါဘူးတခြားမှာလုပ်ရင်လည်းအများကြီးရတဲ့အတွက်ကြောင့်မင်းတို့တခြားမှာလုပ်ပါလားဆိုတော့ကျွန်တော်ပြောပြပါမယ် ဘာလို့ပြောမှလဲဆိုတော့ secondary sanctions ဆိုတာရှိပါတယ်เนาะဟိုဘာပေါ့ဒုတိယအဆက်အာလိုက်တဲ့စီပိုင်းပိတ်ဆို့မှုနဲ့ပတ်သက်တဲ့အပြစ်ပေးအရေးယူပါအဲ့တော့ဒီလုပ်ငန်းရှင်တွေကလောင်စာဆီနဲ့ပတ်သက်လို့ပေါ့เนาะဥပမာပြောတာဘာပိတ်ထားတယ် US ကပိတ်ထားတယ် UK ကပိတ်ထားတယ် ဒါဟုတ်သူတို့ကမလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကတော့တည်င်းပို့မှာပါတည်င်းပို့တဲ့အခါမှာအဲ US နဲ့ UK ကသူတို့မှာရှိတဲ့ enforcement mechanism ပေါ့နော် US ဆိုလို့ရှိရင် OFAC OFAC လို့ခေါ်ပါတယ်သူကထုတ်ထားတဲ့စာတွေရှိပါတယ်သူကဘယ်လိုချိုးဖောက်ရင်မလုပ်မယ်ဆိုတာเนาะနောက်ထပ်တစ်ခါဒီ US ဟို UK ကထုတ်ထားတဲ့ UK က OFSI လို့ခေါ်တဲ့ဒီယုံကနေထုတ်ထားတဲ့ directive တွေရှိပါတယ် အဲ့တော့အဲ့ဒီကနေတစ်ချက်အပြစ်ပေးအေးအေးယူတဲ့ဥစ္စာကဒေါ်လာသိန်းနဲ့ချီရှိပါတယ်လို့ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့သတင်းပို့ပေးပါပါဒါကြောင့်မလို့အချိန်တော့နည်းနည်းယူရမယ်လောင်စာပုံပါပေါ့နော်ဘလို့ချင်းကတ်လို့ရတယ်ဒါကျွန်တော်ဒါအကုန်လုံးရှင်းလင်းလင်းပြောပြလိုက်တာပါဟိုမရဘူးရတယ်ညင်းစရာမညင်းပါဘူးကျွန်တော်ကကျွန်တော်တို့အလုပ်လုပ်ပါမယ်ပြီးတော့ကျွန်တော်တို့တင်ပြပါမယ်အခု ILO article 33ပေါ့ဗျာနော်အလုပ်တော့လုပ်ရမယ် သူဒေသနာလုံးမှာစစ်စစ်ဆဆလုံးရမယ်ကိုလုံကကိုစီစစ်ရမယ်ပြီးလို့ရှင်တော့ကျွန်တော်တို့တက်ဆိုင်ရာတွေကိုတင်ပြတဲ့အခါမှာအာ6လတက်တနစ်မကြပါဘူး6လလောက်ကြာတဲ့ဖြေပေါ်မှာပါလို့ဒါတခုပါဒါလောင်စာကနောက်တစ်ခုကတော့ဒီလောင်စာတွေလာဖို့ကဘယ်ရလာတာလဲပေါ့နော်အဲ့တော့ဒီလောင်စာက၎င်းမရပါဘူးတင်ပေါ်ငားတယ်ဆိုရင်လည်းငွေချက်ချင်းချေရတာပါအဲ့ဒီပတ်စံတွေဘယ်ရလာနေသေးလဲအဲ့တော့မင်းအွန်လိုင်းမှာပတ်စံရှိနေသေးတယ်ဆိုတဲ့ကြောင့်ဒီအခုကျွန်တော်ကပြောတဲ့ ီဒီ resolution နဲ့အာ resolution အပိုင်းနှစ်အာ 2C ပေါ့နော်နှစ်ခါကိုကငယ်မှာပါတဲ့ထဲမှာလဲ free flow of funds ဆိုငွေကြေးလွတ်လပ်စွာစီစဉ်မှုကိုလည်းပြန်လည်ဆန်းစစ်ဖို့ဆိုတာပါတဲ့ကြောင့်ဒါတို့တော့ကျွန်တော်တို့အာအကျိုးစားလုပ်ပါမယ်เนาะအဲ့တော့ကျွန်တော်တို့နှစ်ခုပါဗျာအဒီကကျွန်တော်တို့ကလုံးဖို့လိုတာတော့ငွေကြေးစီစဉ်မှုကိုကျွန်တော်ရှင်းရဟိုကြည့်ရပါမယ် เนาะဒီမှာဟိုဆွမ်းမှုကုံထုတ်ကုံငွေကျိုးတို့သွားတဲ့ငွေကြေးကိုကျွန်တော်မပြောဘူးเนาะ EB ကိုလည်းကျွန်တော်ဘာမှမပြောသေးဘူးเนาะကျွန်တော်ဟိုကျွန်တော်ဒီဟာကိုကျွန်တော်ဥနာပြောသလိုပဲတည်တည်ချာချာဆန်းစစ်ပြီးတဲ့နောက်မှာအာအေးအယူမှုလုံနိုင်တဲ့အင်အားရှိတဲ့သူတွေလည်းကျွန်တော်တို့အခုကျွန်တော်တို့ကိုကူနေတာကျွန်တော်နိုင်ငံကိုကူတာပေါ့ဗျာရှိနေတယ်အဲ့တော့အေးအယူဖို့ ဘိုင်ဂျပန်နီးစနစ်ပိုင်းဆိုင်ရာလဲကျွန်တော်တို့ကရှားဖွေပြီးတော့ကျွန်တော်တို့လုပ်ပါမယ်လို့အဲ့ဒါကိုတည်ပြချင်တာပါခင်ဗျာတက်ကတော့ဗျာဟိုဆေးဥစုပြောတိုင်းလိုက်မလုပ်ပါနဲ့လို့ဘာလို့ပြောတာလဲဆိုတော့အထဲမှာ CDUM ဆိုပြီးအဖွဲ့ဖွဲ့ပြီးတော့ကိုတောင်းညွန်းတို့မရှက်မရှိဘူးပေါ့နော်အဲ့ဒီလူတွေကဟိုဗာလဲလိုက်ပြီးတော့ CDUM ဆိုတော့မရှိတော့ဘူးနော် CDUM Constitution ရသူတို့ကဖွဲ့တယ်ဆိုရင်ဆေးဥစုလိုက်မြောက်ပြီးတော့လိုက်လို့အဲ့တော့အခုဘာဖြစ်လဲဘာမှလည်းမဖြစ်ပါဘူးနော် နောက်တစ်ခါ IWFM လည်းအဲ့ဒီလိုပဲဆမ်ဘုကုံထုတ်ကိုရှိတယ်ဆိုပြီးတော့ဒီမျိုးစော်တို့ကအဲ့ဒါတွေလိုက်လုံတယ်ဒါတွေကဘာမှဖြစ်ပါဘူးကိုယ်လိုပဲကိုလိုကြပါကိုလိုမှရေးလို့ရှင်လို့ပါကိုယ်ဖွင့်တဲ့ကိုရှိတာပဲဘာဖြစ်လို့ကျွန်တော်တို့ CDI မဖွဲ့ချုပ်သူတို့ကိုတင်ကြားပေးထားတဲ့အဖွဲ့ချုပ်ကိုလည်းစေယုတ်စုအကြိုက်လိုက်ပြီးအလုပ်လုပ်လဲဆိုတာမျိုးမလုပ်ပါနဲ့နောက်ပြီးအဲမှာရှိတဲ့ရဲဘော်တွေလည်းကျွန်တော်ပြောချင်ပါတယ်ဆက်ရုံသူပြင်ဆက်ရုံထဲမှာပေါ့နော်ပြည်တွင်းမှာရှိတာကိုကျွန်တော်တို့ဒီ မြန်မာထွက်မပြေးပါဘူးပြည်စုံမြန်မာပြည်တွင်းမှာပဲရှိပါတယ်။နော်အဲမခိုင်သာတို့ကတော့နိုင်ငံသားမှရောက်နေပါတယ်။အဲတော့ဒီဟာကိုဒီလုပ်ငန်းကိုလုပ်နေတာကအားလုံးအတွက်လုပ်နေတာပါ။အရင်တော့လည်းကျွန်တော်တို့တူတူတွဲလုပ်ကြတဲ့လူတွေဖြစ်ပါတယ်။အလုပ်သမားတွေကိုအလုပ်သမားတွေအရေးကိုကျွန်တော်တို့ကအခုပြောနေတဲ့လူဝင်ကြီးဌာနအကောင်တွေရဲ့နောက်တစ်ခါအခုပြောပြောနေတဲ့နိုင်ငံသားသူတွေအတွက်ထပ်ပေါ့နော်ကျွန်တော်ပုံနားလည်ပါတယ်လို့ ဒါကြောင့်မလို့ကျွန်တော်တို့ဒီအလူတွေကိုထမင်းငါအောင်မလုပ်ပါဘူး။သို့တော့အလုံးရဲ့အခွင့်အရေးအတွက်ကတော့တချို့ကတော့ထိခိုက်မှုတွေရှိပါတယ်။အဲ့တော့ပြောကြတယ်ဗျာလူသုံးသိန်းအလုပ်ပြုတ်မယ်လို့ပြောတယ်။အဲ့တော့ကျွန်တော်ပြန်မေးမယ်။ဟုတ်တယ်ဒီလူသုံးသုံးသိန်းအလုပ်ပြုတ်သွားနိုင်တယ်။ဒါပေမဲ့ကျွန်တော်လုံးနေတာကလည်းတစ်ဖက်က CDM သုံးသိန်းကျော်အတွက်လည်းကျွန်တော်ပြန်ကြည့်ရသေးတယ်ဗျာ။နော် CDM သုံးသိန်းကျော်လည်းထမင်းငါနေတယ်ဒုက္ခရောက်နေကြတယ်။ ဘယ်သူမှလည်းလုံးမခဘူးဘာလို့လဲဆိုတော့ဟိုအကောင်ပြူစောထိနေပါတယ်ရှုပ်ချက်ခနေတဲ့ကြောင့်ဒီလူတွေအလုံးမရကြအောင်အဲ့တော့ကျွန်တော်တို့ကကာဏတစ်ခုလေးလည်းကြည့်လို့မရတဆုတစ်ခွက်လေးလည်းကြည့်လို့မရနော်ပုံကလေးကလုပ်ငန်းကရှိသလိုဟိုကျွန်တော်တို့ဒီအစိုးရဝန်ထမ်းတွေ CRM တွေအများကြီးဒုက္ခရောက်နေတာရှိပါတယ်အဲ့တော့တကယ်လည်းဒုက္ခရောက်နေကြတယ်အဲ့ဒီလူတွေအတွက်လည်းကျွန်တော်ကြည့်ရတယ်အဲ့တော့ကျွန်တော်ဒီအချိန်မှာ ILO မလာခင်မှာတဲ့ ILO ရဲ့ Article 33မလာခင်မှာတဲ့ စစ်တပ်ရဲ့ချောဆွဲမှုပေါ့နော်စစ်တပ်တဲ့မုံဝင်မနေရဆိုတဲ့ကြောင့်ထွက်သွားတဲ့လူဘယ်နှယောက်ရှိလဲဆိုတဲ့ကိစ္စပေါ့အဲကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ရွှေပြောင်းလို့ဒီမှာလည်းပတ်သက်တယ်ကျွန်တော်ဌာနရှိပါတယ်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တနေရာမှာကျွန်တော်တို့ကနေ့စဉ်အဝင်ထွက်ကိုစီရင်ကောက်ပါတယ်အဲ့မှာတော့အခုကျွန်တော်ဖေဗရီလ10ရက်နေ့ပေါ့နော်မင်းအောင်လည်းအဲ့ဒီအမိန့်ထုတ်လိုက်ပြီးတဲ့အချိန်ကစပြီးတော့အခုဒီကောက်ထားအားလုံးလူတသိန်းခွဲလောက်ရှိပါတယ် အားလုံးဒီအသက်50မကျော်ပါနော်လုံးနိုင်ကြိုင်နိုင်တဲ့အလုပ်လုပ်တဲ့အရွယ်တွေပါပြောချင်တာကတော့လူတွေထွက်ပြေးနေရတာလုပ်ငန်းတွေပြတ်တာအလုပ်ရှင်တွေအလုပ်သမားရှာမရတဲ့ကိစ္စကမင်းအောင်နိုင်ရဲ့ဥပဒေတွေအကြောင်းဆိုတာကိုကျွန်တော်ပြောချင်တာနော်ဒါကြောင့်မို့လိုက်ပြီးတော့မရောင်းပါနဲ့ EBA တို့ဘာလို့ပိတ်လိုက်တယ်ဘာလို့မဟုတ်သေးပါဘူးဘာမှမလုပ်သေးပါဘူးနော်ဒါပေမဲ့အခုပဲကိုစိတ်ယုံပတ်ချလဲမှာလာတော့ပေါ်တာဆွဲခံရတဲ့ကောင် နောက်ထပ်တခါလူသမားကိစ္စပြောလို့စစ်တပ်ကခေါ်ပြီးတော့ချိန်ချောက်ကားတဲ့လူเนาะအဲ့တော့ကျွန်တော်တို့ညှိနှိုင်းမှုလုပ်တယ်ဆိုရင်မရဘဲနဲ့လက်ပုံနွားနဲ့ပါရိုက်ပြီးတော့ဒီတိုင်းပဲပိုတိုင်လုပ်ဒီတိုင်ထုတ်ခုနှစ်တိုင်လုပ်တယ်ရှစ်တိုင်လုပ်တယ်၆တိုင်လုပ်တယ်ဆိုရင်လုပ်ပြီးတော့သွားနေတာဟာတွေကအဲ့ဒီဘွားကလွတ်ဖွတ်တွေ့ကတော့အားလုံးကတော့နင်းနေတော့အာဟိုပင်မမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့လည်းပင်မမှာတယ်เนาะပြောပါတယ်ဒေါ်လာစားတဲ့ကိစ္စကျွန်တော်တို့ဒီဒီဒီအလုပ်မရှိတဲ့အခါကျတော့ကျွန်တော်လည်းဒီလိုပဲနေရတာပေါ့ဗျာ เนาะအဲ့တော့ဒေါ်လာစားပြီးလုံနေတဲ့လူတယောက်မှမရှိပါဘူးဒီမှာเนาะဒေါ်လာစားပြီးလုံနေမယ်အရင်တော့ရှိတဲ့အတိုင်းပဲเนาะကျွန်တော်နဲ့ liability ရှိတဲ့လူတွေအများကြီးရှိပါတယ်အခုပြည်တွင်းမှာရှိနေပါတယ်အဲ့ဒီလူတွေအားလုံးတိခဲ့တဲ့အတိုင်းကျွန်တော်ရှိနေတယ်ပါတယ်เนาะဒါကြောင့်လို့ပြောချင်တာပြည်တွင်းကလူမားတွေအားလုံးကိုလောဟာကရဖို့အတွက်တိုက်ပွဲတော့ဝင်ရနေတယ်เนาะခမားတို့ကခမားတို့ရဲ့အနေထားမကောင်းဘူးဆိုထိုင်နေလို့မရဘူး မန္တဘဘွားကြီးကဒီလိုပါပဲကွာမဟုတ်ဘူးပြောင်းလဲမှုတော့လိုချင်ပြောင်းလဲမှုတော့လုပ်ကိုလုပ်ရလိမ့်မယ်အဲ့ဒါမှပါဝင်ဖို့လိုတယ်ဆန္ဒပြဖို့ပြောတာမဟုတ်နော်ဆန္ဒပြဖို့ပြောတာမဟုတ်ပါဘူးခင်ဗျာကိုယ့်ရဲ့အကူရင်းတော့ကိုထိမ့်သိမ့်ထားဖို့တော့လိုတယ်ပြီးတော့ကိုစုနိုင်ဖွဲ့နိုင်တယ်လူမတ်တမက်ကဆိုစုပိုင်ခွင့်ရှိပါတယ်ဖွဲ့ပိုင်ခွင့်ရှိပါတယ်ဘယ်ကိုအားရလို့မှကျွန်တော်တို့ဘလို့သမားတွေပေးတဲ့တည်င်းရပဲကျွန်တော်တို့လုံထားတာအောင်မြင်ပါတယ်ဆက်ပြီးတော့လဲကျွန်တော်လုံမယ်အဲ့ဒီဟာကိုလဲကျွန်တော်တို့ကို တင်ပြပါ တူတူလုပ်ပါ အလုတ်ပြုတ်မှာမဟုတ်ပါเนาะအဲနောက်တစ်ခါတခုပြောသေးတယ်ဗျပါလေအပြေရဲအလုပ်သမားတွေလူ3သိန်းတော့အလုပ်ပြုတ်သွားမယ်ဆိုရယ်ကိရှာရယ်နောက်တစ်ခါတီဒီဥရောပကုမ္ပဏီတွေထွက်သွားရင်တရုတ်တွေဝင်လာမယ်လို့ပြောတယ်ဘယ်နာတရုတ်ကဝင်မှာလဲကျွန်တော်မသိဘူးဆိုတရုတ်ကရောက်နေပြီသားနော်အခုစက်ရုံတွေလမ်းမှာရှိတဲ့စက်ရုံတွေဗျာလိုင်းသားမှာရှိတဲ့ဟာကရွှေပြည်သားမှာရှိတဲ့နေရာမှာအကုန်လုံးဒီစက်ထုတ်လို့ရေးလုံးနေတာတရုတ်တွေကြီးပဲ လာအတာကဘရန်နေရာဥရောပအမှန်နဲ့ဒါတော့ဥရောပတိုင်းရဲ့မလားဟောင်ကောင်နေတဲ့လားလားနော်ဟောင်ကောင်နေလာတယ်ဟောင်ကောင်လာပြီးတော့လှုပ်တဲ့လူကလည်းဒီမှာချုပ်တာလဲတရုတ်နော်တရုတ်ပါလဲဆက်ဟိုအထယ်ချုပ်အသင်းတော်ရှိသေးတယ်ကျွန်တော်နဲ့မိတ်ဆွေတွေပါကျွန်တော်သိပါတယ်ဒီလူနဲ့လေနော်အဲ့တော့ဟိုရှောက်ပြောနေတဲ့ဥရောပကငါတို့ထွက်သွားလို့ရှိရင်တရုတ်တွေဝင်လာမှာပဲဘယ်လားတရုတ်မှမဝင်တရုတ်တွေရောက်နေပြီသားနော်65ရာခိုင်နှုန်းတရုတ်ဆက်ယုံကြီးပဲဒါမှမဟုတ်ပြောချင်တာအဲ့လို ဟိုဖရေမအဖတ်မရပါတော့လူတွေအလုပ်ပြုတ်မယ်ဆိုရင်ကိစ္စတော့တရုတ်တွေဝင်လာမယ်ဆိုကိစ္စတွေอ่ะအဲ့ပြောတဲ့လူတွေကသူတို့ကိုယ်တိုင်အလုပ်ပြုတ်မှာဆိုလို့ပြောနေတာနော်ကျွန်တော်တို့ပြောင်းလဲမှုလုပ်ငန်းအောင်မြင်သွားရင်သူတို့အလုပ်မရှိတော့ဘူးဗျဒါကြောင့်မလို့ပြောနေတဲ့လူတွေပါဒါကြောင့်အဲ့နောက်ကိုမယုံပါနဲ့နော်အလုပ်မပြုတ်ပါဘူးဗာလဲကြောက်စင်းစိတ်ရောလားပါလားတခါကိုပြောပါတယ်အဲ့ဒီမန်နေဂျာဆိုတာသူတေချာလေးလာဖို့ကောင်းပါတယ်သူတက်ကိနဲ့ထောင်တော့သူအသက်ဘယ်လောက်ရှိပြီလဲတော့မသိဘူး နော်ကျွန်တော်အဲ့တော့လည်းလိုအပ်လို့လိုရပါတယ်အဲ့တော့လည်းကျွန်တော်တို့ဆဲခံရပါတယ်ဘုလည်းဝိုင်းဆဲကြမှာပါပြဿနာမရှိပါဘူးအားလုံးအတွက်ကောင်းအောင်ပြောင်းလဲမှုကတော့မလုပ်လို့မရဘူးဒါကြောင့်မလို့ကျွန်တော်လက်နဲ့မကန်အကြမ်းမဖက်တဲ့ပြောင်းလဲမှုအနေနဲ့ကတော့အားရလို့ရန်တရားအားရလို့ complaints mechanism ကိုသုံးပြီးလုပ်ရတာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟိုကျွန်တော်တို့ဒီမှာပေါ့နော်ဒီအမျိုးသားကောင်စီ NUCC မှာတော့ကျွန်တော်တို့ MLA မြန်မာမြန်မာလူသမားတပ်ပေါင်းစုကတော့ຫນွေဥတော်လာရေးအုပ်စုတွေမှာကျွန်တော်ပါပါတယ်။ကျွန်တော်တို့ຫນွေဥတော်လာရေးကိုလည်းအားဖြစ်စေမှာပါ။ကျွန်တော်တို့ကတော့လက်နဲ့မကန်ဘူးသို့တော့တစ်ဖက်ကဒီလက်နဲ့တွေအတင်းဝယ်တာကိုတော့ရအောင်လုပ်ဖို့တော့ကျွန်တော်တို့စူးစမ်းမှာဖြစ်တယ်စူးစမ်းနေတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ ရိုက်ရိုက်ပေါ့နော်စေအုပ်စုပေါ်မှာတရားမှုနေနဲ့ငွေကြေးရေးစေအုပ်စုရဲ့ငွေကြေးကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်မယ်တည်သေးချာချာကြည့်ပါမယ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီလိုအပ်တာတွေလုပ်ငန်းတွေကိုကျွန်တော်လုပ်ပါမယ်ဆိုတော့တခုကျွန်တော်ပြောနိုင်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ကစေအုပ်စု ပြုံးချဖို့ဆိုတဲ့ကိစ္စတော့အကုန်လုံးဝိုင်းလုံးမှရပါပေါ့เนาะကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်ကမရှိခဲ့တဲ့ အင်အားတစ်ခုကိုယူပြီးတော့ကျွန်တော်တို့ပွဲတွေကိုထပ်ပြီးတော့ဝင်လာပါတယ်အဲ့လိုအရင်တော့ကျွန်တော်ပွဲထဲမှာရှိတယ်ပွဲတွေကနေပြီးတော့ကျွန်တော်တို့တစ်ခါထပ်ပြီးကျွန်တော်နေနေလက်နဲ့ထပ်ပြီးတော့ဖြည့်တင်လာတယ်အိုင်လိုရဲ့ဆုံးဖြတ်ချက်ဆိုတာယူလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့အထူးဖြစ်တော့ကျွန်တော်တို့လုပ်မဲ့လုပ်ငန်းကတော့ဟိုကျွန်တော်တို့အာဆီယံအရှေ့တောင်အာရှတဲ့မှာရှိတဲ့အစိုးရတွေအလို့ရှင်တွေအာဒီဘန်တွေကိုကျွန်တော်တို့ချင်းကပ်ပြီးတော့ကျွန်တော်တို့ အလုပ်လုပ်ပါမယ်။ဒါကြောင့်မလို့ဆေးဥစုရဲ့နောက်ဆုံးအဓိကကြတဲ့နေရာကအာဆီယံဖြစ်ပါတယ်။အာဆီယံကိုကျွန်တော်တို့ကဒီ Article 33ကိုကျွန်တော်တို့ရှင်းပြပြီးတဲ့နောက်မှာအဲသူတို့ဘာလုပ်ပေးနိုင်တယ်လဲ၊ဘာလုပ်သင့်တယ်လဲဆိုရတော့ကျွန်တော်တို့ကဒီ ILO ရဲ့ဒီစာတမ်းကိုကန်ပြီးတော့ကျွန်တော်ခြေကမှဖြစ်တဲ့အတွက်ကြောင့်ဆေးဥစု ပြုတ်ကြရေးကိုတော့ကျွန်တော်တို့ကနည်းနည်းပေါ့နော်။တစ်ခုကတော့ အာဒေသအတွင်းမှာရှိတဲ့အစိုးရတွေအလို့ရှင်တွေကိုကျွန်တော်တို့ချင်းကပ်ပါမယ်နောက်တစ်ခုကတော့စေုပ်စုရဲ့အိတ်ကပ်ပေါ့ဗျာအိတ်ကပ်ကိုတိုက်ရိုက်ပေးဖို့တော့လုပ်မယ်ပြီးလို့ရှိရင်အိတ်ကပ်ကိုပေးခြင်းအဖြစ်လောင်စာဝယ်တဲ့ကိစ္စကိုတို့ဝယ်လို့မရအောင်ပေါ့နော်ဒီနောက်တစ်ခါတို့ကိုကူညီပေးနေတဲ့ကုမ္ပဏီတွေကိုဒီ enforcement mechanism ပေါ့နောက်ကျွန်တော်တို့ဒီပိတ်ဆို့မှုရဲ့နောက်မှာရှိတဲ့ အားဖြည့်တဲ့ရန်တရားကိုတောင်းအောင်ကျွန်တော်တို့ကသက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်လိုက်ပြီးတော့ဆွေးနွေးပေးပါမယ်လို့ဆိုအဲ့ဒီလုပ်ငန်းတစ်ခုကိုကျွန်တော်လုပ်မယ်။ဒါကြောင့်မလို့ຫນွေဦးတော်လိုင်းရဲ့ကိုလည်းအားပေးတာဖြစ်သလိုကျွန်တော်တို့ဆေးဥစုပြုတ်ကြရေးကိုလည်းကျွန်တော်တိုင်ရိုက်လုပ်တဲ့လုပ်ငန်းလုပ်ပါမယ်။အခုလုပ်နေတဲ့လုပ်ငန်းကမှတ်မှတ်တဲ့မှန်တယ်သူတို့လုပ်နေတယ်သူတို့သူတို့သူတို့ယုံတက်တယ်သူတို့သူတို့အလုပ်လုပ်တယ်သူတို့ထမင်းစားဖို့စားဖို့နေရလုပ်တယ်သူတို့ထွက်မှမထွက်လာနိုင်တဲ့လူမထွက်လာဘူးကျွန်တော်တို့ပြောပါတယ် အဲကျွန်တော်တို့အတင်းမထွက်ခိုင်းပါဘူးနော်။အဘာလို့လဲဆိုတော့ဆေးဥစုရန်ကြလဲပတ်နေတာကအတက္ကန္တသို့တော်စာဝတ်ကြီးရှိတယ်မိသားစုရှိတယ်မိမိဘကြီးရရှိတယ်ကိုကိုလိုအားနဲ့ကိုထမင်းစားနေရတဲ့ဆိုလို့ကျွန်တော်တို့ဘာမှကျွန်တော်တို့မပြောလို့ပါဘူး။သို့တော်ဆေးဥစုအလိုကြတော့လိုက်တော့မလုပ်ပါနဲ့နော်။အဲဒါကိုတဲ့ချီချီနိုင်ငင်းညင်းပေါ့နော်။အဲဒါကိုမလုပ်ပါနဲ့။နော်ကိုအောက်ကလူညာပါ အကာအကွယ်ပေးပါဆိုတာဟိုအတက်ရအဖြစ်တော့လည်းကောင်းလုံငါအဆင့်အဖြစ်တော့လည်းကောင်းကိုကအရှိမရှိတဲ့တကွာအကာအကွယ်ပေးပေးပါအဲ့ဒါတွေကိုကိုကလုပ်ဖို့အလုပ်ပါတယ်တာဝန်ရှိပါတယ်ဒါကကျွန်တော်ပုံကြီးရအထေရုပ်ဆက်ရုံတွေမှာအထူးသဖြင့်ကျွန်တော်ကြားရတာစူပါတို့နီတာတို့ကတော်တော်ဆိုးတယ်လို့ပြောပါတယ်အဲ့ဒါတွေကိုလျှော့ကြပါဒီနိုင်ငံတခြားနိုင်ငံတွေမှာဒါတွေမရှိတော့ပါဘူးအဲ့ဒီခင်မဟုတ်တော့ပါဘူး เนาะအဲ့တော့ငါကစူပါမို့လို့ငါဒီတာမို့လို့ဆိုတဲ့ဟာနဲ့ယုံရင်းကြမ်းတမ်းတဲ့အုံလုံးတွေလည်းမလုပ်ပါနဲ့ဒါကိုလူမျိုးတွေပါเนาะကိုလူမျိုးတွေဖြစ်တယ်ဟာလာအားလုံးလည်းစောင်းနေခက်ခဲလို့လုံးလုံးနေဖြစ်တယ်အပြင်မှာလည်းပတ်ဝန်းကျင်မှာနေရထိုင်ရခက်ခဲတယ်ဒါကြောင့်မို့လို့အားလုံးဖေးဖေးမမနဲ့နေကြပါလို့ကျွန်တော်အဲ့ဒါပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟိုကျွန်တော်ကတော့တက်ကိ2000လုံးက ဟို96ကနေ2000ထိပေါ့နော်စေုပ်စုပေါ်မှာဒီ ILO ရဲ့ complaint mechanism ပေါ့နော်ကျွန်တော်တို့ဒီ ILO ရဲ့ရန်လျောက်အသုံးပြုပြီးတော့ဖိအားပေးခဲ့ပူပါတယ်အဲ့ဒီမှာကျွန်တော်တစ်ချက်မှားသွားတာကတော့ကျွန်တော်ကဖိအားပေးတဲ့ရန်တရာအာရိကတတိတို့ပြန်ပြီးရုပ်သိမ်းအောင်ဆိုပြီးကျွန်တော်အကူအညီတောင်းတဲ့အတွက်ကြောင့်ကျွန်တော်ကအကူအညီပေးခဲ့တယ်အဲ့တော့ 12ခုနဲ့မှပြန်ပြီးတော့ရုပ်သိမ်းသွားပါတယ်အဲ့ဒါကကျွန်တော်တို့ကယုံကြည်ခြင်းနဲ့လုပ်တာပါပဲเนาะကျွန်တော်တို့က good faith in good faith အဲကျွန်တော်နဲ့ထိဆိုင်လူတွေလည်းကျွန်တော်လေးစားပါတယ်အဲ့ဒီလူတွေနဲ့ကျွန်တော်လုံချတာပါသို့တော်အခုမရအောင်လည်းဖောက်လိုက်တဲ့ခါကျတော့အကုန်လုံးတော်တော်ခဲခဲရင်ဖြစ်သွားတယ်သူကိုယ်တိုင်လည်းပဲသွားမယ်မှမသိတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီ ဒီ article 3ကိုတော့ကျွန်တော်တောင်းတောင်းတော့ကျွန်တော်လှုပ်ပေးမှာမဟုတ်တော့ဘူးเนาะဘာလို့ကျွန်တော်တစ်ခါထိသွားပြီးပြီစိုးစုဒီလိန်တတ်တယ်ဆိုတော့ကျွန်တော်မြင်လိုက်တယ်သူဒီလိန်တယ်ဆိုတော့ကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးအားလုံးမှာအထောက်ထားရနေရှိပါတယ်ဘယ်ဟာလုံးမယ်ဆိုမလုပ်သေးဘူးအဲလုံးမယ်လုံးမယ်ပွဲပြီးအောင်ပြောလိုက်တယ်လုံးမယ်လုံးမယ်ပြီးလို့ရင်ဟိုအဖြစ်လို့တရားဖြစ်လို့လို့ပြောတယ်ဒါအခုလက်ရှိရုံးမှာထိုင်နေတဲ့လူတွေပါအဲဒုဝင်ကြီးလည်းပါတော့ဗောဗျာเนาะ ဟိုဗမာပြည်မှာဆိုတော့ဟူဝါဟူဝါလို့အပြင်ထွက်လာတော့မျက်နှာငယ်လေးတော့ဟိုအားတော့လုတ်ပေးပါဦးတရားတော့လုတ်ပေးပါဦးဆိုတော့အဲ့ဒါမျိုးတော့ကျွန်တော်ထပ်ပြီးတော့ဖြစ်မခံတော့ဘူးလို့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဒီတစ်ခေါက်တော့ကျွန်တော်တို့အားအားလေးကတည်းကကြာပြီးကျွန်တော်တို့ကလုပ်ငန်းကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်နဲ့အရေးရှိလုပ်ရမယ်ဆိုတာနားလည်သွားတဲ့ကြောင်းကျွန်တော်တို့ family အနေနဲ့ကတော့မြမဒီဒီလူ့သမားတပ်ပေါင်းစုကတော့အလို့ကိုပြင်းပြင်းထန်ထန်လုပ်ဖို့တော့ကျွန်တော်တို့အစီအစဉ်ဖြစ်ပါပြီ